နွေရာသီကခေါ်ယူခဲ့တဲ့ကစားသမားသစ်တွေထဲမှာဘသူဟာသူ့ကိုအံ့အားအသင့်စီဆုံးလဲဆိုတာပြောပြလာတဲ့မန်ယူနီပြအမ်မိုရင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Manchester United နေပြ Ruben Amorim ကပြီးခဲ့တဲ့နေရာဒီကခေါ်ယူခဲ့တဲ့ကစားသမားတစ်တီထဲမှာ တို့အန်အားသင့်စီခဲ့တဲ့ကစားသမားတဦးကိုပြပြလာခဲ့ပါတယ်။မန်ယူသင်းကပေးခဲ့တဲ့ရာသီပရီးမီးယားလိမှာအဆင့်15နေရာနဲ့သာစေးပြတ်ဖွဲ့အဆုံးသတ်ခဲ့ရပြီးတဲ့နောက်နွေရာသီအပြောင်းရွှေ့ကာလမှာအသင်းကိုအကောင်းဆုံးဖြစ်အောင်ပြောင်းလဲတည်ဆောက်ဖို့လုပ်ခဲ့ပါတယ်။ကစားသမားတတိယအတွက် ပေါင်တန်200ကျော်သုံးဆဲခဲ့ပြီးတော့ကွန်ညာ Brian Ambumo, Benjamin Sesko, Sunny Landman နဲ့ Diego Silva တို့ကိုခေါ်ယူခဲ့ကြရလဲဖြစ်ပါတယ်။လက်ရှိမှာမန်ယူအသင်းနဲ့ပြည်ပြည်စုံတဲ့အသင်းတော့မဟုတ်သေးပေမဲ့ ဒီရာသီမှာအရင်အထက်အများကြီးပိုကောင်းတဲ့ပုံစံကိုပြသနေပြီးတော့ဒီလိုတိုးတက်လာတာကကစားသမားတတိရဲ့ပါဝင်မှုနဲ့အများကြီးသက်ဆိုင်နေပြီးတော့အန်ဘူမိုနဲ့ကွန်ညာတို့ကသူတို့ရဲ့ပရီးမီးယားလိမှာရှိပြီးသားအထွေထွေနေတဲ့မန်ယူသင်းကိုလိုအပ်တဲ့သွင်းကိုးတွေရယူပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့တိုက်စစ်ကဘလောက်ပဲကောင်းပါစေခန်းစစ်ကအားနည်းနေရင်လည်းအိပ်ပေါင်းနဲ့ဖားကောက်တလို့ဖြစ်နေပါပဲမလို့တိုးတက်လာတဲ့ခန်းစစ်ကိုလည်းမဖြစ်မနေကိုချီးကျူးရမှာဖြစ်ပါတယ်။ဒီနေရာမှာခန်းစစ်တန်းကိုတိုးတက်စေခဲ့တာကတော့အပြောင်းရွှေ နောက်ဆုံးရက်မှာခေါ်ယူခဲ့တဲ့ဂိုသမာလမ်မန်းစ်ဖြစ်ပြီးတော့ ဒါသူ့ရဲ့ဒီငင်းတဲ့စွမ်းရည်တွေကလူတော်များကိုအံ့အသိစေခဲ့ပါတယ်။အိုနနာရဲ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့လမ်းမန်းစ်ကအသင်းမှာချက်ချင်းလက်ဆွမ်းပြခဲ့ပြီးတော့ United ရဲ့ကံဝင်ပြကြီးဆာအလက်စ်ဖာဂူဆန်ကိုပါအံ့အသိစေခဲ့ပါတယ်။အဲလိုပဲအမ်မိုရင်ကလည်းလမ်းမန်းစ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးအံ့အသိခဲ့ရတဲ့အကြောင်းဝန်ခံပြောဆိုချီးကျူးလာပါတယ်။ဒါပေါ့ကျွန်တော်တို့တွေကစားသမားခေါ်ယူတဲ့အခါမှာချိုးတင်လေးလာပြီးတော့မှခေါ်ယူကြတာပါ။ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကိုယ်သမားနေရာအတွက်ဖိအ ားတွေခံစားနေရတဲ့အချိန်မှာသူကဒီကိုရောက်လာပြီးတော့ယုံကြည်မှုပြသနိုင်တာကအာအသင်းစရာပါပဲအသင်းကိုဒီလိုယုံကြည်မှုပေးနိုင်တာကကျွန်တော်အတွက်နည်းနည်းတော့အာအသင်းစရာဖြစ်ခဲ့ပါတယ်လူတိုင်းအတွက်လို့တော့ကျွန်တော်မပြောပါဘူးဒါပေမဲ့နေပြတယောက်နေနဲ့ပြောရရင်ဒါကကျွန်တော်အတွက်အာအသင်းစရာပဲလို့ပြောရဲပါတယ်ဆိုပြီးအမိုရင်းကလမ်းမန်းစ်ကိုချီးကျူးခဲ့ပါတယ်မယိုသိန်းကနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်နော်တယန်ဖောရက်စ်နဲ့စပါအသင်းတို့ကိုနှစ်ပွဲဆက်တရေကြခဲ့တာကပရီးမီးယားလိမှာ၅ပွဲဆက်ရှုံးပွဲမရှိဆက် ံချိန်ကိုပိုင်ဆိုင်စေခဲ့ပါတယ်။ပြီးခဲ့တဲ့တရာသီလုံးမှာ44ဂိုးသာသွင်းယူနိုင်ခဲ့တဲ့မန်ယူအသင်းကအဲဒီ၅ပွဲမှာ12ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်အမ်မိုရင်ကတရာသီမှာတိုးတက်လာတဲ့ဂိုးသွင်းစွမ်းရည်ကိုလည်းအခုလိုပဲချီးကျူးခဲ့ပါတယ်။ကျွန်တော်တို့အချိန်မရွေးဂိုးသွင်းနိုင်တဲ့စွမ်းရည်ရှိလာပြီလို့ထင်ပါတယ်။ဒါကကျွန်တော်ရဲ့အလီမှာအထူးသဖြင့်အရေးကြီးပါတယ်။ခန်းစစ်ကပိုကောင်းအောင်ကာကွယ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်ပေးဖို့မူလောက်ကနေဂိုးသွင်းနိုင်တဲ့အသင်းသင်းရှိဖို့လိုအပ်ပါတယ်။ပြီးခဲ့ ဲ့ရာသီကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပွဲတွေအနိုင်ရဖို့လုံလောက်တဲ့ဂိုးတွေမသွင်းနိုင်ခဲ့တာကိုတွေ့ရပါတယ်။ရာသီနှစ်ခုလုံးကိုနိုင်ရှင်ကြည့်ရင်ကျွန်တော်တို့ဒီရဲ့ချက်မှာဒုတ်တက်လာခဲ့တာတွေတွေ့ရမှာပါဆိုပြီးတော့ MORING ကပြောဆိုသွားခဲ့ပါတယ်။ဗီဒီယိုလေးအစုံလေးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။